ကဲရွှေတော်ရှစ်တောင်းလို့တော့အပေါင်းတို့ကြီးဒီနေ့မှာတော့ကျွန်တော်နေနေအတိဒီကွက်နှစ်ကွက်ဒဲနှစ်ကွက်နော်ဒဲနှစ်ကွက်တော့ပြရမှာနော်ကျွန်တော်မေးဆွေးနေအတိဒဲနှစ်ကွက်ကလှတာလှဒီကြားလေးကြည့်ပြကြနော်ကျွန်တော်ပြပြပါမယ်နည်းနည်းဗီဒီယိုရှိမယ်နော်ဗီဒီယိုမိနစ်20ကျော်ရှိမယ်မိနစ်20 20ကျော်ရှိမယ်ကျွန်တော်တော့ဝန်တာရဲ့အဲ့အဲ့20ကုန်နေရတော့ကျွန်တော်မိတ်ဆွေတွေလည်းပြပေးရအောင်နော် အဲကျွန်တော်ရဲ့ဒီထဲမှာတင်လာတာဆိုရင်တဲ့ရှိခုလောက်ရှိပြီ။တဲ့ရဲ့ရှိခုလောက်ရှိပြီ။၆လုံးပြီးပောက်က2မျိုးရှိတယ်။အဲ၂လုံး၆လုံးပြီးပောက်ကိုကျွန်တော်အနေနဲ့စုထားတာ။အဲကျွန်တော်အနေနဲ့စုထားတာ၄လုံးပြီးပောက်လာတယ်နော်။၆လုံးပြီးပောက်နှစ်ခုရှိတယ်၄လုံးပြီးပောက်လည်းအားနော်။အဲငွေချင်းအောက်မှာရှိတယ်တကြည်နော်။ ကြတဲ့ချင်းချဲထောက်အောင်မပါလာမှာမဟုတ်ဘူး။ဘာလို့မကြည့်လိုက်ကြလို့ဆိုတော့ဖြစ်နေ။တကယ်တကယ်ကိုကျွန်တော်အဲ့ပောက်ပောက်ကိုပေါအောင်ထုံးနေတယ်နော်။ချဲပေါအောင်ပောက်ပောက်ကိုပေါအောင်ထုံးနေ။ကျွန်တော်တော်တော်လေးကိုစူးစမ်းလာတော့အဲ့ကြောင့်ကျွန်တော်မေးဆွေးကြည့်ရတခြားအကြည့်ပြီးအောက်ကဗီဒီယိုတွေတပြန့်ကြည့်အောင်အဲ့မှာတင်လာတယ်။ကြားလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ ထိတ်စည်းလေးနဲ့တွားလိုက်ရပါနော်ကျွန်တော်ထိတ်စည်းလေးနဲ့တွားရမယ်နော်โอเคအဲ့ဒါဆိုရှင်ကျွန်တော်တို့အရင်ဆုံးထိတ်စည်းကိုကျွန်တော်ကြည့်ကြည့်အောင်နော်ထိတ်စည်းကိုအရင်ဆုံးကြည့်ကြည့်အောင်ဆိုတော့ထိတ်စည်းက388ကတော့ ျွန်တော်တို့အရိက38ရဲ့339ရဲ့352ဒီအလဲကောင်က3လုံးကိုယူမယ်နော်အလဲကောင်တနင်း3လုံးကိုယူမယ်နော်မစ်ဆွေများဒီကြကြည့်ပြပါကျွန်တော်ဒီမှာ white ပြီးတာနော်လဲကောင်3လုံးကိုပေါင်းခြင်းကကျွန်တော်ဘာရရှိခဲ့လဲဆိုရင်ရှေ့၃ညငါပေါင်းခြင်းကကျွန်တော်ဒီမှာ၃ဆိုရရှိခဲ့တယ်နော်အဲ့ဒီ၃ဟာကျွန်တော်ဒီမှာထိတ်စီထိတ်စီတလုံးရရှိခဲ့တယ်နော်ကျွန်မမိတ်ဆွေများ ကြည့်ကြည့်လိုက်တာဟုတ်ပြီနော်ကဲအောက်ကိုဆက်သွားမယ်ဒီတပင်ကြော်လိုက်မယ်နော်တပင်ကြော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအလဲကောင်းက9ရေ2ရေ6ရေပေါင်းမယ်နော်6ရေ9ရေ2ရေပေါင်းမယ်နော်အဲ့ဒီလိုမျိုးဒီသုံးလုံးကိုပေါင်းခြင်းကဘယ်တော့ရရှိရလဲ3 3ဆိုပြီးတော့ကျွန်တော်ဒီမှာ3ထိပ်နော်3ထိပ်ကိုရရှိခဲ့တယ် ကဲပြီးရင်ဒီဘက်ကျောင်းဒီအောက်ကတပင်ကျော်လိုက်မယ်နော်တပင်ကျော်လိုက်မယ်တပင်ကျော်ပြီးွားပြီဆိုရှင်ကျောင်းဒီအောက်မှာခွန်ရယ်ကိုရယ်ကိုရယ်ပေါင်းမယ်နော်ပြီးတော့တပင်ကျော်ရွေးတော့မစ်ဆွေများဒီနေဒါနှစ်ချင်ရှိပါကြီးတပင်ကျော်ရွေးနော်အဲ့တော့အလဲကောင်ခွန်ရယ်ကိုရယ်ကိုရယ်ပေါင်းခြင်းကဘယ်လောက်ရရှိခဲ့လဲဆိုရင်ကျွန်တော်တို့ဒီမှာ5ဆိုပြီးရရှိခဲ့တယ်နော် အားဆိုပြီးတော့ရရှိခဲ့တဲ့ကြောင့်ထိတ်စီးရငါးဖြစ်တယ်ပေါ့နော်ဒီတစ်ပတ်ကျွန်တော်တို့17လပိုင်း16ရက်နေ့အတွက်နော်ဒါဆိုရင်ကျွန်တော်ဒီငါးတုံးရထားယူပါနော်ကျွန်တော်မိတ်ဆွေများကဲဒီဘက်မှာတစ်ခုထပ်ကြည့်မယ်နော်ဒီဘက်ကတစ်ခုကဘယ်လိုလာလဲဆိုရှင်ကျွန်တော်ဒီမှာ2 2ခွန် နှစ်နှစ်ခွန်နောက်ပိတ်ကခွန်ယူမယ်နော်ခွန်ယူပြီးသွားရှင်တော့ဒီအလဲကောင်းကရှေ့ရယ်ဒီအောက်ကတုံညရယ်ပေါင်းမယ်နော်တုံညရယ်ရှေ့ရယ်ခွန်ရယ်ကိုပေါင်းလို့ရှင်ဘယ်တော့ရရှိတယ်ဆိုတော့ဒီမှာအပေါ်ဘေးဘာငါးဆိုပြီးရရှိတယ်နော်ကျွန်မမေဆွေများငါးဆိုပြီးရရှိတယ်နော်ဟုတ်ပြီနော်မှတ်ထားနော်ငါးရရယ်နော်နောက်ကကြောဒီနှစ်ရယ်တဲ့ဒီနောက်ကနှစ်ရယ်ဒီတုံညရယ် ဒီအောက်ကိုတပင်ကြော်ပြီးတော့မှတောက်ချောင်းလေးဆွဲထားတယ်တော်သုံးရင်ကျွန်တော်တို့ပေါင်းလိုက်လို့ရှိရင်နှစ်တုံညာတုံပေါင်းညာရဲ့ဒီမှာ၅ပဲတွေ့တာနော်ဒီမှာ၅ဖြစ်လို့ဒီမှာလည်း၅ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီပုံစံတိုင်းนี่ဒီပုံစံတိုင်းนี่ကိုဒီအောက်မှာထပ်ယူပါမယ်နော်ဒီအောက်မှာထပ်ယူမယ်အဲ့တော့ကျွန်တော်တို့ကအောက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ2 4 6 6နောက်ပိတ်ကိုယူမယ် တက္ကနတော့ဒီအလဲကောင်ဆင်းသွားမယ်နော်နောက်ပိတ်ကံတော့အလဲကောင်ဆင်းသွားမယ်အလဲကောင်ကနှစ်ကိုယူမယ်အကံဒီအောက်တနန်းကိုအလဲကောင်ယူမယ်9ရက်2ရက်6ရက်ပေါင်းခြင်းက3နော်9ရက်2ရက်6ရက်ပေါင်းခြင်းက3 3ဆိုပြီးတော့ရရှိထားတယ်အဲ့တော့ကျွန်တော်ဒီမှာနောက်ပိတ်9ရက်ဒီအလဲကောင်9ရက်ပေါင်းတော့30 30ဆိုတော့ကျွန်တော်ဒီအောက်က3ထည့်ပြီးမှဒီမှာ3ရသလိုဒီမှာလည်း3ရမှာဖြစ်တယ်နော် အဲ့တော့ကျွန်တော်တို့ကဒီမှာလည်း3ဒီမှာလည်း3ဆိုပြီးတော့3ထိပ်ရရှိနော်ကျွန်တော်မိတ်ဆွေများမာ3ထိပ်ရရှိပါတယ်ဟဲ့နောက်တစ်ပင်ဆက်သွားမယ်နော်ဒီနောက်ပိတ်ကနေပြီးတော့ကျွန်တော်ဒီမှာပေါ့နော်ဒီအလဲတိုင်းကိုဆင်းမယ်အလဲရနော်ဒီအောက်ကအလဲကိုယူမယ်နော်တူလားဒီပုံမှာလည်းပြထားတာတူတူပဲနော်ဒီပုံမှာပြထားတာတူတူပဲတူတူပဲနော်အဲ့ဒီတော့ကျွန်တော်တို့က6ရဲ့ ခွန်ရ9ရပေါင်းခြင်းကဘယ်လောက်ရရှိရလဲနှစ်ဆိုရရှိရနော်မနှစ်ဆိုရရှိရနှစ်ဆိုရရှိတော့ကျွန်တော်တို့ကဒီမှာ8ရ9ကိုပေါင်းမယ်ဆိုရင်ကျွန်တော်ခွန်ဆိုပြီးရတာလေခွန်ဆိုပြီးရတာလေတို့ကြောင့်ကျွန်တော်တို့ကလေနှစ်ဒီမှာနှစ်ဖြစ်ဒီမှာနှစ်ဖြစ်တာလားလေဒီမှာနှစ်ဖြစ်ဖို့ကိုကျွန်တော်တို့ဒီမှာ9ထည့်ပြီးမှဒါဆိုရင်နှစ်ဖြစ်မယ်နှစ်ဖြစ်မဲ့တို့ကြောင့်နှစ်ဖြစ်မဲ့တို့ကြောင့်ကျွန်တော်တို့ကဒီမှာထည့်စီ9ဆိုပြီးတော့ထည့်ပြီးတာနော်ဟုတ်ပြီအဲ့ဒါဆိုထည့်စီရဒီမှာလည်း9ဒီမှာလည်း9 နော်ကျွန်မေဆွေများကဲအဲ့ဒါဆိုချင်းကျွန်တော်တို့ဒီထိတ်စီးရငါးနှလုံးရတာနော်ထိတ်စီးငါးနှလုံးရတာမှတ်တာနော်ကျွန်မေဆွေတွေကကျွန်တော်ကျွန်တော်ဒီ20လေးကိုကျွန်တော်တွက်ပြနေလို့ရှင်မေဆွေတို့ကတေချာလေးကြည့်ပင်နော်တေချာလေးကြည့်တေချာလေးဟိုနေတော့ဟိုပြောလို့ရှင်အမားမှန်ခွဲကြပြီနော်ပြီးရင်ကောမထမလေးမှားမှားလေးမှန်မှန်နဲ့ဝင်ရေးပြတယ်အဲ့ဒါမှကျွန်တော်ပြင်ဆင်မှုတွေ နဲ့နောက်တော့လာလို့ရမှာနော်ကဲအဲ့ဒါဆိုရှင်ဒီနေ့တော့ကျွန်တော်ရေပိုင်ချိုးလိုက်တယ်သိလားရေပိုင်ချိုးလိုက်ပြီးတော့မှဗီဒီယိုလုပ်တော့တယ်နေ့ကတော့ရေမချိုးဘဲနဲ့တင်ကျင်ဇောနဲ့အားလောက်ကြပြီဆိုတော့အသေးတယ်တော့ဒီကတော့ရေပိုင်ချိုးမှပဲကျွန်တော်တခြားလုပ်တော့ပြည်ရကဲအဲ့တော့ကျွန်တော်လည်းအေးဆွေးပဲလုပ်ရတာမဟုတ်လားကဲအဲ့ဒါကျွန်တော်တို့လေတိုင်းချက်ကြည့်မယ်ဗျာလေတိုင်းကပါရရှိနော်လေတိုင်းကြည့်မယ်နော်ကျွန်တော် ဒါရီရောအလေတိုင်းစာရီပေါ့နော်အလေတိုင်းစာရီရဲ့တော့ဘလူးလာလဲဆိုရင်ကျောင်းဒီမှာပေါ့နော်3 88 388ကိုကျွန်တော်တို့မှာ3ရေ8ရေပေါင်းခြင်းကကျွန်တော်ပါရရှိတယ်3ရေ8ရေပေါင်းခြင်းကတေတဲ့နော်ကျွန်တော်မေးဆွေများတစ်ဆိုပြီးရရှိပါတယ်ဟုတ်ပြီနော်ကဲအဲ့ဒီတော့ကျွန်တော်တို့ကတဲ့ တုံညာရဲ့နှစ်ရဲ့ပေါင်းခြင်းကကျွန်တော်တို့ပါရှိတဲ့ဆိုရှင်နဲ့တုံညာရဲ့နှစ်ရဲ့ပေါင်းခြင်းကနှစ်ပဲရှိသေးတဲ့တကြောင်နဲ့ကျွန်တော်ဒီအလေတိုင်းကကိုးလေးနဲ့ပေါင်းနေလို့ရှိရင်လည်းကျွန်တော်ပါရရှိတယ်ကိုးနှစ်တုံညာဆိုတော့ကျွန်တော်ဒီမှာပေါင်းခြင်းက1ဒီမှာ1ဖြစ်တယ်လို့ဒီမှာလည်း1ဖြစ်တယ်နော်ကျွန်တော်မေးဆွေများကဲအဲ့တော့ဒီပုံစံတိုင်းနည်းပဲကျွန်တော်တို့အောက်ကိုဆက်သွားကြည့်မယ်နော်ဒီပုံစံတိုင်းနည်းပဲအောက်ကိုဆက်သွားကြည့်မယ်ဖြစ်ပါတယ် ဲ့တော့ကျွန်တော်မသုံးရတဲ့ကျွန်တော်ဒီမှာ2ရပေါင်းခြင်းကကျွန်တော်ဗာရရှိဆုံး5ဆိုတော့ကျွန်တော်တို့ဗာတဲ့ဒီမှာ5ဖြစ်ဖို့ရတဲ့ဟုတ်ဒီမှာ5ဖြစ်ဖို့ရတဲ့ခုနလိုပဲเนาะဒီမှာအလေတန်းကြီးရဲ့နောက်ပိတ်ကြီးရဲ့လေတန်းကြီးရဲ့မှာလေတန်းကြီးရဲ့နောက်ပိတ်ကြီးရဲ့မှာလေတန်းကြီးကိုကျွန်တော်ပြန်ပေါင်းမှဖြစ်တယ်เนาะအဲအဲ့တော့ကျွန်တော်တို့ဗာတဲ့9ရက်9ရက်ပေါင်းခြင်းကလည်းကျွန်တော်တုံးညပဲရှိနေတဲ့အတွက်ကြောင့်လည်းလဲကောင်က9လေးထည့်ပေးမယ်ဆိုလို့ရှိရင်ဒီမှာ ငါဖြစ်တယ်ငါဖြစ်တော့ကျွန်တော်ဒီမှာလဲငါဒီမှာလဲငါနော်ဟုတ်ပြီနော်ကျွန်တော်မိတ်ဆွေများဒီမှာတပင်ကြော်ထားတယ်လို့ဒီမှာတပင်ကြော်မယ်နော်ကြော်ပြီးတော့မှကျွန်တော်တို့ကဘာလာရှိမယ်ဆိုရင်လည်းကျွန်တော်ဒီမှာကိုယ့်ရဲ့ခွင့်ရပေါင်းခြင်းကကျွန်တော်6ဆိုရရှိတယ်နော်မိတ်ဆွေများ6ဆိုရရှိတဲ့အတွက်ကြောင့်ဒီမှာလဲ6ဖြစ်ပေးရမယ်နော်အကြမ်းမို့ဒီမှာရှိရတဲ့ရှိရကိုယ့်ရဲ့ပေါင်းခြင်းကကျွန်တော်ဗာရရှိရတယ်ကျွန်တော်ခွန်ရတာနော် ခွန်ရတာတဲ့အတွက်ကြောင့်လည်းကျွန်တော်အောက်မှာ6ထည့်ပြီးမှ6ဖြစ်မယ်နော်6ထည့်ပြီးမှ6ဖြစ်မယ်အဲကြောင့်မကျွန်တော်တို့ဒီမှာ6ထည့်ပြီးတဲ့အတွက်ကြောင့်6ထည့်ပြီးတဲ့အတွက်ကြောင့်6ဖြစ်သွားတယ်ဖြစ်သွားတဲ့အတွက်ကြောင့်ဒီမှာလည်း6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 ဒီမှာလည်း5ဒီမှာလည်း5ဒီမှာလည်း7ဒီမှာလည်း7เนาะကျွန်တော်မေးစီများအဲ့ဆိုပါတက်တော့လေအနေတိုင်းက6ဆိုရရှိပါတယ်နော်အနေတိုင်းက6ပါမှတ်ထားပါနော်ဒါလည်းဒီမှာအနေတိုင်းတစ်ခုထပ်သွားမယ်နော်ကျွန်မမစ်ဆွေများ နောက်တဲ့လေတိုင်းလေးတစ်ခုပါတယ်စိုက်လျက်စိုက်နှာပြီးပါနော်3ရေ6ရေခွာပြီးပေါင်းလို့မနော်3ရေ6ရေ9ရေပေါင်းရင်ကဘာရရှိတယ်3ညနော်မိတ်ဆွေများ3ညဆိုရရှိတာကြီးပါကြီးအဲအဲ့တော့ကျွန်တော်ဒီမှာနောက်ပိတ်9ရေအောက်က2ရေဒီလေကောင်က9ရေပေါင်းခြင်းကလည်းကျွန်တော်ဒီမှာ3ညဆိုရရှိတယ်နော် ူညဆိုရရှိတယ်9ရက်2ရက်9ရက်ဘယ်နည်းတုံညဆိုရရှိတယ်အဲအဲ့တော့ဒီလိုပုံစံလေးနဲ့ပဲကျွန်တော်တို့ဒီအောက်ကိုဆက်သွားမယ်เนาะဒီအောက်ကိုဆက်သွားမယ်ဒီလိုပုံစံလေးနဲ့ပဲเนาะဒီအောက်ကိုဆက်သွားမယ်အဲ့တော့လေကျွန်တော်တို့ကရှိရနေနေပုံရင်းကလည်းကျွန်တော်တို့ကနှစ်ဆိုရရှိပါတယ် ရှိရနေ့နေ့ရပေါင်းခြင်းကလည်းနှစ်ဆိုပြီးလည်းရှိပါတယ်အဲ့တော့ဒီမှနှစ်ဖြစ်တာလည်းဒီမှလည်းနှစ်ဖြစ်ပေးရမယ်အဲ့ဒါဒီအောက်မှာလည်းနှစ်ဖြစ်ပေးရမယ်ဆိုတော့ကျွန်တော်ဒီပုံမှာနောက်ကနှလုံးရဲ့အလယ်ကောင်းတွုံးယူမယ်ဒီနောက်ကနှလုံးရဲ့အလယ်ကောင်းတွုံးယူယူမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရှင်ကျွန်တော်တို့ကနှစ်ရဲ့၅ရဲ့ပေါင်းတော့ခွန်ခွန်ဆိုတော့ဒီမှာနှစ်ဖြစ်ဖို့ရတယ်ကျွန်တော်အလယ်ကောင်းမှာ၅ထည့်ပေးမယ်ဆိုလို့ရှင်နဲ့ကျွန်တော်ဒီမှာနှစ်ဖြစ်ပါမယ်နော် နှင်းငါငါဆိုခေါ်အဲကြောင့်ဒီမှာလည်းအောင်ခဲ့တယ်နော်ဒါလို့ချင်းနှင်းဖြစ်သွားပြီဒီမှာလည်းနှင်းဖြစ်သွားပြီနော်ကဲကျွန်တော်မစ္စတရီများစင်ပြလိမ့်မယ်လို့ပြောနေတယ်နော်ကဲနောက်ကကျွန်တော်တို့လေတိုင်းဒီလုံးဒီတပတ်ပေါ့နော်ဒီတပတ်ကကျွန်တော်လေတိုင်းကဘာရရှိခဲ့တယ်ဆိုရင်လည်းဒီမှာ6ရက်ခွင့်6ရက်ပေါင်းခြင်းကကျွန်တော်ဘာရရှိတယ် 6ဆိုရရှိပါလေ6ရေ9ရေ6ရေပေါ့ရေ9 9ဆိုတော့ကျွန်တော်တို့ကတဲ့အောက်မှာလည်း9ဖြစ်ပြရမယ်တဲ့နော်9ဖြစ်ပြရမယ်ဆိုတော့ဒီမှာလည်းနောက်ပိတ်နောက်ပိတ်လေတိုင်းနောက်ပိတ်နောက်ပိတ်လေတိုင်းဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့က6 8ပေါင်းခြင်းက၄ပဲရှိသေးတယ်တော်တော်အလဲကောင်းက9ထည့်ပြရမယ်တဲ့9ထည့်ပြရမယ်ဆိုတော့ကျွန်တော်ဒီမှာ ငါးထည့်ပြီးတဲ့ရင်ဒီမှာ9ဖြစ်သွားမယ်နော်9 9ဆိုတော့လေကောင်ကငါဟုတ်ပြီနော်လေတိုင်း9နော်မှတ်တာနော်မှလေတိုင်း9ရရှိပါတယ်ဒီမှာလေတိုင်း9ဒီမှာလေတိုင်း9ကျွန်မစ်ဆွေမြာအလေတိုင်းကကျွန်တော်တို့9ရေ9ရေဆိုရရှိခဲ့တယ်နော်9ရေ9ရေရရှိခဲ့တယ်ကျွန်မစ်ဆွေဒါဆိုရှင်တဘောပေါက်လေးနဲ့လို့တဲ့ပြောလေးတယ်နော်20ကိုကြည့်ပြီးတော့နော် တော့တော့တော့ဒီမှာဒါဖြစ်လို့ဆိုလှရယ်နော်တော်လေးလှကျွန်တော်ဒီမှာတင်ရတဲ့ဟိုရတွန်းကြီးနော်တော်လှကျွန်တော်နဲ့တွန်းကြီးကောင်းနေပြီပြန်ညွတ်တင်မိတာကျွန်တော်ရဲ့ channel မှာတကယ်ကျင်းလို့ဗီဒီယိုကြည့်မယ်ဆိုရင်တော့အဲ့ဒီတော်ဒီ15ရက်တပတ်ဆို15ရက်တပတ်စာကိုတကယ်ကျင်းလို့ကျွန်တော်တင်ပြီးမယ်ကျွန်တော်ရဲ့ 3D ကြည့်တယ်တော့ဒူးဒီတွေကျွန်တော်လည်းတဲ့ channel တစ်ခုဖွင့်လို့ဆင်လာတာဒူးဒီကျွန်တော်ကောင်းကောင်းတွေ့ထားတဲ့သာသူတွေ့နေရအောင်เนาะအဲဒါမှမဟုတ်ကျွန်တော်ဒီ တတိတီကိုဒီဒီ channel ထဲမှာကျွန်တော်စားရတဲ့ပတ်စာကိုဒါမိတ်ဆွေနောက်မှာပြန်ကြည့်ပြီးနော်ဗီဒီယိုရှိသေးတယ်ဒေဘယ်ရှစ်ခွက်တော့ရှိပြီဒါလည်းဆိုရှင်ပေါ့နော်ကဲအဲ့ဒါဆိုကျွန်တော်ဒီနောက်ပိတ်ကိုတစ်ချက်ကြည့်မယ်နောက်ပိတ်ကဘယ်လိုဖြစ်မယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်အနေနဲ့နောက်ထပ်နောက်ပိတ်လေးဆက်သွားမယ်နော် အကွက်ကအောက်မှာချပြီးချပြီးပါပြီနော်ဒီ20ကိုတခြားကြည့်ပြီးကြည့်ပြီးတော့ကျွန်တော်ဘလို့အကွက်ကိုထုတ်ပေးသွားတယ်ဆိုတော့ကြည့်ပြီးနော်ပုံမပြဘူးကွက်ပိတ်ထားတယ်ဒီလိုဆိုရင်20ကိုကြည့်မှာမဟုတ်ဘူးအကွက်လေးပေါက်ယူပြီးဥတရလောက်အောင်ဟုတ်တယ်နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာနောက်ပိတ်ကိုနောက်ပိတ်ကိုကျွန်တော်နေနဲ့တစ်ချက်ပြပြီးမနော်3 3 8 8အဲကြောင့်လေကောင်လေကောင်က၈ခုယူမယ်ပြီးလို့ရှိရင်၃ခု၃တုံညာခုကို အလဲကောင်ကတုံညရဲ့နောက်က9ရယ်ယူမယ်။ရှင်တုံည9ပေါင်းခြင်းကဘာရရှိရတော့ခွန်ဆိုပြီးရရှိတယ်နော်။ခွန်ဆိုပြီးရရှိတယ်ပြီးလို့ရှိရင်ဒီပုံမှာခွန်ရတာလေဆိုတော့ဒီအောက်မှာလည်းခွန်ရအောင်နော်။ခွန်ရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာနှင်းနှင်းအဲဒီ ၃ရက်၂ရက်ပေါင်းခြင်းက၅၅ဆိုတော့ကျွန်တော်ဒီနောက်ပိတ်ကနှစ်ထက်လင်ခွန်ဖြစ်သွားမှာနော်ခွန်ဖြစ်သွားမှာဆိုတော့ကျွန်တော်တို့၃နှစ်နှစ်ပေါင်းခြင်းကခွန်ဆိုပြီးတော့ဒီမှာလဲခွန်ဒီမှာလဲခွန်ဟုတ်ပြီနော်ဒီလိုပုံစံနည်းနဲ့ပဲအောက်ကိုဆက်ပြီးတွားမယ်နော်ကဲအဲ့ဒါဆိုရှင်နဲ့ကျွန်တော်ဒီမှာလေကောင်ကနှစ်ကိုယူမယ် ီအလဲကောင်းက9ခုယူမယ်ပြီးရင်နောက်နောက်ကနှစ်ကနေပေါင်းပေါင်းခြင်းညဘယ်လောက်ရရှိရကျွန်တော်ဒီမှာ6ဆိုရရှိနော်6ဆိုပြီးရရှိတယ်ဒီမှာ6ဖြစ်တာလို့ကျွန်တော်ဒီအောက်မှာလည်း6ဖြစ်ပေးရမယ်တဲ့6ဖြစ်ပေးရမယ်ဆိုတော့ကျွန်တော်ဒီမှာ9ရေတဲ့ကျွန်တော်ဒီ6ရေပေါင်းခြင်းက3 3ဆိုတော့ကျွန်တော်နောက်ပိတ်က6ဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့6ဆိုပြီးတော့ဒီမှာလည်းမှန်ခဲ့တယ်နော်ဟုတ်ပြီအဲဆိုရှင်ကျွန်တော်ဒီအောက်ဆက်သွားကြည့်မယ် အလဲကောင်က9ရေအလဲကောင်က9ရေနောက်ပိတ်က6ရေကိုကျွန်တော်ပေါင်းလိုက်လို့ရှိရင်ပါရရှိမယ်နှစ်ဆိုပြီးရရှိမယ်နော်တွဲမိတယ်နှစ်ဆိုပြီးရရှိတယ်ကဲအဲ့ဒါဆိုရင်ဒီမှာနှစ်ဖြစ်လို့ကျွန်တော်ဒီမှာလည်းနှစ်ဖြစ်ပြရမယ်နော်ဒီမှာလည်းနှစ်ဖြစ်ပြရမယ်နော်တွဲမိဆိုရင်နှစ်ဖြစ်ပြရမယ်ဆိုတော့ကျွန်တော်တို့ကလည်းရှိရှိနှလုံးရပါရှိရရှိရနှလုံးရပါပြီဆိုတော့ကျွန်တော်တို့လဲကောင်းမှာအဲဘော ရှိရင်ရှိရင်နှလုံးရတာပဲဆိုပေါင်းခြင်းကကျွန်တော်တို့က6ဆိုရတာလေရတာတော့ဒီမှာနှစ်ဖြစ်ဖို့ရတယ်ကျွန်တော်ပါဖြစ်ပေးရမယ်အောက်မှာ6ဖြစ်ပေးရမယ်နော်6ဖြစ်ပေးရမယ်6ဖြစ်ပေးလို့ရှိရင်ကျွန်တော်ဘာရရှိမယ်နှစ်ဆိုပြီးတော့ရရှိပါတယ်နော်ကျွန်ရမေဆွေများအဲဆိုရင်ခွန်ခွန်ကိုကိုနှစ်နှစ်ကဲဒါနောက်ပေးရရှိခဲ့တယ်6နောက်ပေးရရှိခဲ့ပါတယ်နော် ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်အနေနဲ့နောက်ထပ်နောက်ထပ်နောက်ပိတ်တစ်ခုထပ်ပြပေးမယ်နော်ကျွန်မစ်ရှင်များနိနိခွန်နဲ့တွေ့တာနော်နိနိခွန်နဲ့တွေ့တာနော်အဲ့ဒါဟုတ်ပြီတဲ့အဲ့ဆိုရှင်နဲ့ကျွန်တော်တို့ကတဲ့တုံးတုံညာကိုတုံးတုံညာကိုကိုကျွန်တော်အနေနဲ့တုံညာရဲ့ကိုရေပေါင်းလို့ရှင်ကျွန်တော်ဗာရရှိတယ် ိုးဆိုပြီးရရှိပါတယ်နော်ကိုးဆိုပြီးရရှိပါတယ်ကဲဟုတ်ပြီအဲ့ဒါဆိုရှင်နဲ့ကျွန်တော်တို့ကတဲ့ဒီမှာကိုးဖြစ်ထားလို့ဒီအောက်မှာလည်းကိုးဖြစ်ပြရမယ်တဲ့ကိုးဖြစ်လို့ကိုးဖြစ်ဖို့ရတဲ့ဘာကဏ္ဍနေပေါင်းမလဲတဲ့ဘာကဏ္ဍနေပေါင်းမလဲဆိုတော့ကျွန်တော်တို့က၃၅နှစ်နော်၅ရေ၂ရေယူမယ်ပြီးလို့ရှင်၃၉နှစ် အဲအဲ့တော့ကျွန်တော်တို့ငါးနှစ်နှစ်နော်နောက်ပိတ်ကနှစ်ကိုယူလိုက်တော့ငါးနှစ်နှစ်ကိုပေါင်းခြင်းကကိုးဆိုရရှိပါတယ်နော်ကျွန်တော်မိတ်ဆွေများ အပေါ်မှာကိုးဖြစ်သွားသလိုအောက်မှာလည်းကိုးဖြစ်သွားပါတယ်နော်ကဲအဲ့ဒီတော့ကျွန်တော်တို့ကလည်းတစ်ပင်နှစ်ပင်ကျော်ပြီးတော့အောက်ကိုထပ်သွားမယ်ဒီပေါ်ပုံစံတိုင်းนี่ပဲကျွန်တော်တို့အောက်မှာယူသွားမှာဖြစ်ပါတယ်เนาะကျွန်တော်ရေမစ်ဆွေများ အဲ့ဒါဆိုလို့ရှိရင်ရှင်းငါးနှစ်ကိုကျွန်တော်တို့ငါးနှစ်ကိုပေါင်းနေမယ်ငါးရဲ့နှစ်ကိုပေါင်းခြင်းငါးပါးရရှိတယ်ခွန်ဆိုပြီးရရှိပါတယ်နော်ခွန်ဆိုပြီးရရှိပါတယ်အဲ့တော့ကျွန်တော်အနေနဲ့တစ်ခါအလဲတိုင်းအလဲတိုင်းနည်းရဲ့6နောက်ပိတ်၄၅ဒီနောက်ပိတ်၄၆ပေါင်းခြင်းငါးလည်းပါရရှိခဲ့လေ ခွန်ဆိုပြီးရရှိခဲ့ပါတယ်နော်ကျွန်တော်မိတ်ဆွေများအပေါ်မှာလဲကိုကိုခွန်ခွန်โอเคမိုင်းနော်โอเคပါပါဘီကဲအဆိုရှင်ဒီမှာတပင်းနှစ်ပင်းကြော်မယ်ဒီမှာလဲတပင်းနှစ်ပင်းကြော်မယ်ကြော်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့အလဲကောင်ရဲ့နောက်ပိတ်ရေပေါက်မယ်နော်လဲကောင်နဲ့နောက်ပိတ်နဲ့ပေါင်းခြင်းကဘာရရှိတယ်ဆိုရှင်6 6ပေါင်းခြင်းက9 ငါဆိုတော့ကျွန်တော်တို့ကဒီမှာငါးလုံးရရှိခဲ့ပြီငါးလုံးရရှိခဲ့ပြီဆိုတော့ကဒီအောက်မှာငါးဖြစ်ဖို့ရဒီအောက်မှာငါးဖြစ်ဖို့ရတဲ့နော်ကျွန်တော်တို့ကဒီပါကိုရှင်းပေါင်းလို့ရှင်းပါရရှိတယ်ခွန်ဆိုပြီးရတာပြီးပါပြီခွန်ဆိုပြီးရတာတော့ကျွန်တော်နေနောက်ပိတ်ကံပါထည့်ပြရမယ်ရှင်းထည့်ပြီးမှကျွန်တော်ဒီမှာငါးဖြစ်မှာပေါ့ဟုတ်တယ်မလားနော် ရှစ်ထည့်ပြီးမှငါဖြစ်မှာပါအဲကြောင့်မို့ကျွန်တော်တို့ဒီကိုကိုခေါ်ခေါ်ငါငါဝိမန်ဟုတ်ပြီနော်ကျွန်တော်မေဆွေများဒါဆိုရှင်ထိတ်စီလေတိုင်းနောက်ပိတ်နှစ်ခွက်ရရှိပြီနှစ်ခွက်ရရှိတော့ကျွန်တော်မေဆွေတွေကဘလို့ကျွန်တော်အနေနဲ့ယူထားလဲဆိုလို့ရှင်ဒီအရေကိုသင်္ကေတတွေထားပြပါနော်နှစ်နှစ်ခွန်ဟုတ်ပြီနော် နေနေခေါ်ဟုတ်ပြီနော်နေနေခေါ်ကဲအရာကတကွာနော်အဲဆိုရှင်ငါငါရှစ်ငါရှစ်ကပမာလေဆိုတော့ငါရှစ်ကဒီမှာပါနော်တခါဒီမှာငါကူချက်ဒီမှာချက် နော်နောက်ပိတ်ဒီမှာ6ဒီမှာ3 8ကသွားတာနော်3 8ကသွားတာဒီမှာ9မှာ9ထစ်စီရ9 3 8ကသွားတာဘောပေါလားပြထားလိုက်ရှင်းရှင်းလေးပါအဲ့တော့ဒီမှာဗာရရှိခဲ့တဲ့ဆိုရှင်9 6အဲ့ဒီကောကူတန်ကျင်းတို့ပါထစ်စီကအလေတိုင်းက9 9နောက်ပိတ်က နော်ကျွန်မေဆွေလေးချက်သူယူသုံးနိုင်ပါတယ်ကျွန်တော်ကတော့ဒဲ့ကနန်းနှစ်ကွက်ကိုမေဆွေတို့ချပေးလိုက်ပါပြီနော်ကဲအဲ့ဒါဆိုရှင်ထိတ်စီရ99လေကား99နောက်ပိတ်က68နော်အဲ့တော့ကျွန်တော်နေနဲ့နှစ်ကွက်ကောင်းလေးထုတ်ပေးတယ်ဒဲ့ပဲနော်96 6နော်998အမေဆွေတို့ကလား ိုးတာနော်အခုတည်းထိုးရကြတာနော်ဒဲနှစ်ခွက်ထုတ်ပြီးစနေမျိုးနော်ခါရထုတ်ပြီးရနော်ဒီလိုတွေကနည်းရှိသွားတယ်အဲအဲ့ဒါဆိုရှင်ကျွန်တော်ဒီတော့ပဲနော်ကျွန်တော်မစ်ဆွေမြတ်ဟိုကျွန်တော်ရွှေတော်မျိုးတော်များအဲအားလုံးအဆင်ပြေပြီးတော့ချဲတီတီပေါက်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော် channel လေးကိုတွေ့ရှိခဲ့လက်မလေးထောင်ပြီးပါပါကွန်မန့်ပါတယ်ဒီငယ်ချင်းတို့မှန်မှန်လေးကိုအဲစာလေးတွေရေးပြီးတော့ပေးပါနော်ကဲအားလုံးသူဝဲကျေးဇူးတင်ရှိပါတယ်စာဖို့ကျေးဇူးပြု ကြည့်လို့ရှိရင် အောက်မှာဗီဒီယိုရှိသေးတယ်ဗီဒီယိုတွေကြည့်နေလို့အစအဆုံးတွေ့ချာကြည့်ပေးပါကြော်မကြည့်ပါနဲ့နော်